မြန်ကိုရီးယားဟာနိုဝင်ဘာလ9ရက်ကအမျိုးမည်မသိပဲထိန်တုံးကြီးတစင်းကိုပြစ်လွှတ်ခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်ကိုရီးယားကိုနျူကလ িয়ার ဆွမ်းအင်သုံးရေကုန်သင်္ဘောတစင်းတိစောက်ခွင့်ပြုခဲ့ပြီးတဲ့နောက်တရိန်တစ်ပတ်ကြာမှာမြန်ကိုရီးယားကဒုံးကြီးပြစ်လွှတ်ခဲ့ခြင်းဖြစ်ပါတယ်။နျူကလ িয়ার ဆွမ်းအင်သုံးရေကုန်သင်္ဘောဆောက်လုပ်မဲ့တောင်ကိုရီးယားရဲ့အစီအစဉ်ကိုမြန်ကိုရီးယားကရန်လိုစွာတုံ့ပြန်တဲ့အနေနဲ့အဲ့လိုဒုံးကြီးပြစ်လွှတ်ခြင်းဖြစ်နိုင်ကြောင်းလေ့လာသူများကပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာဂျပန်ပင်လယ်လို့လူသိများတဲ့အရှိပင်လယ်တွင်းသောအမျိုးအမည်မသိပဲထိန်တုံးကြီးပြစ်လုခဲ့ခြင်းဖြစ်တယ်လို့တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ GCS ကပြောကြားခဲ့ပါတယ်။အဲဒီတုံးကြီးဟာဂျပန်ရဲ့စီးပွားရေးရေပိုင်နယ်ပြင်ပတ်သို့ကြားရောက်ခဲ့ပြီးထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာအဲဒီတုံးကြီးကိုပျော်ရဲမျိုးတော်မြောက်ဖက်မှပြစ်လုခဲ့ခြင်းဖြစ်ပြီးတုံးကြီးဟာ ကီလိုမီတာ9435မိုင်အကွာအဝေးထိပြန်တန်းခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပါသည်။မြောက်ကိုရီးယားဟာမကြသေးမီနှစ်များတွင်ကဒုံးကျည်ဆန်သမှုများကိုအရှိန်မြှင့်တင်ခဲ့ပြီးတောင်ကိုရီးယားနဲ့အမေရိကန်တို့ကိုစိန်ခေါ်ရန်ရုရှားတို့စစ်နက်ပစ္စည်းများမတင်ဖို့မီအဲ့လက်နက်များကိုစမ်းသပ်ရန်နဲ့၎င်းတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်များကိုမြှင့်တင်ရန်ရည်ရွယ်ပြီးအဲ့ဒီလိုဒုံးကျည်များစမ်းသပ်ခဲ့ခြင်းဖြစ်တယ်လို့လေ့လာသူများကပြောကြားခဲ့ပါသည်။မြောက်ကိုရီးယားရဲ့ရှူဒေါင်းကကြည့်မယ်ဆိုရင်အရှိပင်လယ်ကနေရုတ်တရက်တိုက်ခိုက်လာမဲ့ဖြစ် နိုင်ခြင်းဟာစေတုခရောက်ဆရာကောင်းနေပါလိမ့်မယ်လို့မြောက်ကိုရီးယားလေးလာရေးအင်စတီကျူတခုကိုဖွင့်ထားတဲ့မြောက်ကိုရီးယားပြည်ပြေးဘွားမှသူတည်တည်ဖြစ်လာတဲ့အန်ချန်အီကပြောကြားခဲ့ပါတယ်။